်ကျော်မမလေးရဲ့မာလာယီဆိုတဲ့ဝတ္ထုကိုအပိုင်းလေးနေနဲ့ဖတ်ပြပေးမှဖြစ်ပါတယ်ရှင်။ဂျပန်ခေတ်တွင်ယောက်ခမနှင့်မတင်မြဲ၍ယောက်ခမ၏ဘောမဆင်းကအတုတ်တစဉ်လာရွာရှိတကြီးရင်တွင်သွားနေသည်။တကြီးဟာကြကြီးသေးကိုသမီးဖြစ်မွေးစားထားသည်။လာရွာတွင်ရွာကထောင်ထားသောအပျော်ရန်တီဝိုင်းရှိသည်။တစဉ်လာရွာတကြီးသည်ဂီတပညာ၌ဝါသနာကြီးသည်။တီဝိုင်းတွင်မွေးစားသမီးကိုစုခိုင်းသည်။ အင်းဘတ်မှအင်ဒတီများလာကြတော့ကအတီးဆိုနေမြမြိုင်ဆိုင်ဆိုင်ကြီးစီရွေးဧကန်တော့ကြောင့်ဂျပန်ငွေစက်ကူပေါ်တော့အင်ဒတီများကမင်းသမီးကိုငွေထက်လိုက်ကြီးပုံရဲစုချသွားကြသည်တကြီးသည်ဆုလက်ရွှင်နေသောသမီးတွင်စိန်ရွှေဝဲက လဝဲလက်စားလေးများဝစ်ဆင်ပေးထားသည်အာဝိဇ္ဇာသည်အိမ်မဆိတ်ဆိုးဆင်းသွားသောအောင်ချင်းမကိုပြန်လာနိုးနှင့်ဆောင်မြော်နေသည်အောင်ချင်းမပြန်လာမှပင်တရင်မရှာရင်တကြီးအိမ်တို့လိုက်လာသည်တကြီးအိမ်တွင်လင်များနှစ်ယောက်နေကြသည် ဂျပန်တခေလုံးရွာနီးချောင်းစံလက်ကတင်းရိုးတခြားရွာကအပျော်တန်းဆိုင်နေဇက်လေကနေကြားရသည်ဂျပန်ခေနိုင်အလုံးမရှိလဲမဖြစ်၍ဖြစ်တယ်လို့ဇက်ဟောင်ကကြားရသည်ဇက်ကိုဆိုင်မင်းသာဆိုင်သမားမင်းသားမင်းသမီးစုပေါင်းထောင်ကြသည်မင်းသမီးကြီးစိန်မင်းသမီးကြီးမဆိန်နဲ့ဘီတီမတင်ရှင်နဲ့အတူတူကအတူတူကားလေးတစ်ချက်နှစ်ချက်နီးဇက်မီကောင်ပေါက်လေးထောင်ကလှဲ့ဘက်ကပြန်နေကြရသည် ။နေပြန်လာရင်စက်ခုံပေါ်မှဆင်း၍လက်ကင်းဘေးတွင်ဝင်နေကြလေ။နေပြန်ဝေးသွားမှဖုတ်ခါပြီးထားခါကြပြန်သည်။အောင်ချင်းမသည်ဂျပန်ခေတ်တွင်တမိလှလှဝင်းကုန်ဝေးခွာသည်။မြောင်မြို့မှဆက်စရာလာခေါ်၏။မြောင်တွင်သွားကနေကြသည်။မြောင်မှတစင်ပေါင်းတဲမျိုးတို့ရောက်လာလေကနေကြစဉ်။ဂျပန်ပြည်အင်္ဂလိပ်ဝင်ချိန်၌ဆက်ပြတ်သွားသည်။ပေါင်းတဲ့မျိုးနိုင်ဆရာဝန်ကြီးဦးတောင်းရှင်ဒေါခင်ချီအိမ်တွင်အောင်ချင်းမတို့တောင်းတနေကြသည် ပေါင်းတယ်လို့ခေါ်လားပေါင်းတယ်လေလို့ခေါ်လားသိပြီးတော့အမှတ်မာနေလို့ဆရာဝန်ကြီးလင်မြကအောင်ချင်းမတော်ဇနီးမောင်နိုင်နဲ့ကလေးကိုအိမ်ပေါ်ခေါ်ကြွေးထားသည်တော့ချစ်ခင်ကိုအများကအမမီဟုခေါ်ကြသည်တို့အချင်းကအောင်ချင်းမဒီတော်ခင်ချစ်ကိုအများခေါ်တယ်လို့မမီဟုလိုက်ခေါ်နေတော့လေမမီဆိုတာဘာတိပဲမှမသိချင်းပေါင်းတယ်ဆရာဝန်ကြီးအိမ်မှာလက်ပဒံမိခင်ရှိရာတို့ပြန်ခဲကြသည်အောင်ချင်းမ၏မိခင်အိမ်မှာ မီးလောင်စင်ကမိထဲပါသွား၏တဲကလေးတို့ကဆင်းရဲစွာနေထိုင်ကြသည်ကိုတွေ့ရသည်ဖြင့်အောင်ချင်းမသည်စိတ်မချမ်းသာဖြစ်ကမိခင်နှင့်အတူပြန်နေသည်မင်းသားမှာသူ့ရဲ့သူသူပြန်သွားသည်မိခင်နှင့်နေစဉ်ဆရာဝန်ကတော့ဒေါ်ခင်ချစ်ထံမှစာရောက်လာသည်ပေါင်းတဲ့ရုံတွင်ကနေသောမင်းသားကြောအောင်လိုင်းခေတ္တရာဇဝင်ပြဆက်တွင်မင်းသမီးလောင်ရန်အမြန်လာခဲ့ဟုခေါ်လိုက်သည်ဇပန်ခေတ်တွင်ခေတ္တရာဇဝင်ပြဆက်သည်ဇက်စရာဆိုတော့ဒေါ်ကြည်အောင်တီထောင်ကကြသောဆက်ဖြစ်သည် ကျောင်းလှိုင်မင်းသားမှာပြားဆက်ဖွဲ့တွင်ဦးစည်းကောင်းဆောင်ဖြစ်သည်။စာရဲရချင်းအောင်ချင်းမပေါင်းတလေလို့လိုက်ခဲ့သည်။ကျောင်းလှိုင်ဆက်တွင်ခုနှစ်ထွေထွန်းရင်ဤဇနီးကွယ်လွန်သွားခြင်းကြောင့်ဇမင်းသမီးမရှိ၍ဒေါ်ခင်ချစ်ကမာလိုက်ခြင်းဖြစ်သည်။စီစီသေးသည်ပေါင်းတလေတို့ရသည်နှင့်ညာဘက်ပြားဆက်ထဲဝင်ကာရသည်။မှန်တန်းရွှေကူဇက်ခင်းသည်ကြာဖူးကြီးထဲကတရေသူလေးလှုပ်ထွက်ကာရသည်။ဇက်တိုင်းချိန်မရှိ၍ဆိုရမည့်တခြင်းကိုကြာဖူးထဲတွင်တခြင်းစာသာကပ်ပေးထားကြသည်။ ကျောင်းလိုင်းခိတိပြဇတ်ထဲ၌အောင်ချင်းမကိုမာလာဤအမိပေးလိုက်သည်ရောက်သည့်နေ့တွင်ဝင်ကားပြီးညတွင်ချင်းနမဲကြီးသွားသည်စစ်သည့်ရေကလေးကိုမလုံးတလုံးဝှက်ထားကတော်ရင်သူလူရိုင်းမကလေးမာလာဤအတွင်မင်းသားကိုအိုက်တင်နှင့်ကြိုက်ပြသောအခန်းကပရိဒတ်ဆွဲဆောင်ခန်းဖြစ်သည်စကားမပြောတတ်သောလူရိုင်းမကလေးလက်ဟန်ချင်းဟန်မူယာဟန်ပန်များမှအသက်ဝင်လာသည် ိတ်ကူးရှိသလိုအမူအရာမျိုးမျိုးထွင်ရတရုတ်ဆောင်နိုင်ခြင်းကြောင့်ကျောင်းလိုင်းပြဆက်သည့်မာလာယီကြောင့်ဝင်ငွေကောင်းကောင်းဖြောင်းနေသည်မာလာယီသည်ပြဆက်အရာသာတွေ့သွားသည်ည9နာရီခွဲပွဲထွက်လင်း12နာရီတွင်ပွဲသိမ်းခြင်းကြောင့်တက်တာလိုက်လေခြင်းဟူအောင်မိမိသည်ငိုင်းနှင့်တမီရွယ်ကစား၍ကြည်ကြည်သေးစကားလာခဲ့ရရင်ကွင်းမြင့်ကြီးဖြစ်စေရုံဖြစ်စေပရိသတ်ပေါအောင်အတန်ကုန်ဟင်း၍အုံကိုလန်းကတညလုံးကပြခဲ့ရသည အခုကားရတော့ပြဆက်ခုံပေါ်၌တက်ခွတ်မက်ကလေးဆွဲထား၍အာပအောင်အော်စရာမလိုတတတတာဆိုရချင်းကြောင့်တိုးတက်လာသောသပင်ပညာဆင့်တန်းကိုကျင့်တဲ့အာရမီသည်မာလာယီသည်အဝိစာကိုမှားလိုက်ကပြဆက်ထဲ၌တွင်ပေးသည်ပြဆက်ထဲ၌မင်းသားတွေညာနေသည်မာလာယီသည်မင်းသားပါမာကနိုင်မည်အခြေအနေကြောင့်မင်းသားကိုပါငားရတော်သည် အမအကြီးဆုံးမသိင်တင်ကိုလည်းပြဆက်ထဲပါဆွဲသွင်းသည် ကျောင်းလိုင်းပြဇတ်ထဲ၌မာလာယီတို့မိသားစုတစုတဝေးတဲ့စုပေါင်းရောက်နေကြသည် အမေဒီသမီးများကရနောက်သို့လိုက်ပါလာပြန်သည်ပြဇတ်ထဲ၌မာလာယီတို့လင်များညလာခကောင်းကောင်းရကြသည် မာလာယီသည် သူ့ယောက်ျားမင်းသားချောကလေးကိုတာထားသည်ပြဇတ်ထဲ၌မင်းသားပေါ်၍ညတိုင်းအဝိဇ္ဇာဝင်မကရပင်အလဲနေမှကရသည်အဝိဇ္ဇာသည်ရောင်တစ်စောင်းထုံးလျတိုက်ချောဆက်စင်းအင်ဂျီနှင့် ရောင်တူစင်တူပန်ကောက်လုံးကြီးအစ်စ်ချက်ချိုထဲလဲဝဲသည် စီဂရက်တံမူကိုခါနောက်တွင်ထိုး၏ဖဲဝိုင်းထိုင်ကဖဲချနေတတ်သည်မင်းသားသည်ယခင်နှင့်မတူအတုံးဆွဲကြည့်လို့ရင်တဦးနှင့်တဦးစိတ်ချင်းကွဲလာကြသည်တမျိုးရောက်လျင်တစ်ခါစကားများကြသည်တဦးနှင့်တဦးမတင်မတင်ဖြစ်လာကြသည်ငယ်လေငယ်များဖြစ်ကြ၍ဒီခံမှလဲမင်းသားမာလာရေးပေါ်တွင်တနေ့တစားဆူလာသည်မကံမျိုး၌ပြဆက်ကနေကြသည်လူကြီးဆောင်ရာရှိတွင်နှူးသဘောတူကွာရှင်ကြသည် လင်းများကွင်းနေကြရင်ပင်တစ်ဆက်တည်းအတူတူကမြဲကနေကြသည်။သုံးနှစ်လုံးလုံးကြုံလိုင်းပြားစက်နီးတပြည်လုံးကပြခဲ့ကြသည်။ပြားစက်ဖွဲ့ကြီးနိုင်လူ80ခန့်ရှိသည်။မာလာရီသည်လင်းနှင့်ကွယ်မှလွတ်လပ်ပျော်ရွှင်စွာကာဆူနေသည်။ခမရမရခမရနဲ့ကွယ်ပြီးမှဝါပြီးပိုးတော်လှလာတယ်။တစ်ဆက်တည်းအတူကနေတာပဲဗျာ။ပြန်ပေါင်းပေါ့။ပြားစက်ဖွဲ့ထဲမှာလူတစုကမင်းသားကိုမြောက်ပေးကြသည်။ င်းသားနေမင်းမီးကိုပြန်ပောင်းချင်လာသည်ပြန်ပောင်းရန်ပြောတော့လေမာလာယီကလက်မခံမင်းသားနေမာလာယီကိုနေထိုင်သောလက်ပံမျိုးတို့ပြားစားဖွဲမှခွင့်ရယူ၍လိုက်သွားသည် အကိုလို့သူကိုမောင်တင်ရညီမနေပြန်ပောင်းနိုင်အောင်လုပ်ပေးရန်သွားပြောသည်အကိုကရောက်ဖားနေတူလိုက်လာက အတင်းပြန်ပေးစားသည်ဆက်မှလင်းမရှိပဲတခုလက်ဘွားဟာမကောင်းဘူးဆက်မင်းသမီးလောက်ပြီးတက်လင်းရနှစ်လင်းနေလည်းမကောင်းဘူးပြန်ပောင်းမပောင်းရင်တော့အသက်ပဲ နေရှိသူရဲ့ဓာတ်ကျင်းကျင်းနေတော့ကိုကြောင့်ရှေ့ရှေ့ဖြင့်ရွှေပုံဆက်ရွှေဘူဆက်ယုံထဲ၌ပြန်ပေါင်းရသည်ပြန်ပေါင်းမှပင်ကိုကစိတ်ချလက်ချလက်ပဒန်းတို့ပြန်သွားတော့သည်ရွှေဘူဘက်တွင်တလားကြာကပြပြီးနောက်မုံရွာမျိုးတို့ရောက်ကြသည်ကြားဆက်နာမည်လာပြင်းနေတနေ့၌အမေနှင့်အတူမုံရွာဖျားကြီးတဆောင်ထဲတွင်ဥပုံဆောင်ကြသည် မာလာယီမိခင်မရေနာသုံးပါလုံးကြီးညိုသူဖြစ်သည်တမီးဆက်ကသွားရပေရဲ့ပင်မျိုးတို့ရောက်ရောက်သည်မျိုးကဖျားကိုသွားဖူးရမှဖြစ်သည် လာပြေးလာွယ်ဥပုံမဆောင်ရလင်းလဲမဖြစ်သူဥပုံဆောင်တယ်လို့သမီးတွေကလည်းဥပုံဆောင်ခိုင်းတတ်သည်တဆောင်ထဲ၌ဥပုံဆောင်နေခိုင်းပြားစံဖွဲမှကားလေးဆွဲတော်တငယ်လေးသည်တဆောင်ထဲသို့လိုက်လာကညံကုန်ပြန်တော်မြေကြောင်လာနှုတ်ဆက်သည်ကားလေးဆွဲတော်တငယ်နေမာလာဤလိုစကားပြောနေစဉ်တဆောင်ထဲသို့အဝိဇ္ဇာပေါလာသည်ကားလေးဆွဲတော်တငယ်လေးနှုတ်ဆက်ပြီးထွက်တော်သွားခြင်းကားဆွဲနေစကားပြောရပါမလားဟိုမာလာဤကိုတဆောင်ထဲ၌ပိတ်ရိုက်သည်လှင်ချသည် တစောင်းနီနာရှိဖုန်ကြီးကြောင့်များမှာဖုန်ကြီးများပြင်ဆင်လာကြသည်ဟဲ့တကတော်တော်လွန်လာကြည်လားဥပုပ်တဲကိုဒီလောက်ရိုက်ရလားဖုန်ကြီးများကအဝိစာကိုအတင်ဝင်ဖက်သည်ရှေ့ဆက်မြိုက်နေအောင်အတင်ချုပ်ထားကြသည်မာလာရီသည်တစောင်းထဲ၌ပုံလျက်ကလေးလဲကနှာခေါင်းနှင့်ပါစပ်ထဲမှသွေးများစီကြလာသည် မာလာရီအမေသည်မျက်ရည်ဝဝဲဖြင့်ပတိစိတ်မပြတ်ချင်းအမများကမာလာရီကိုပွေထူကြသည်ဖုန်တော်ကြီးများသည် မာလာယီကိုမုံရမျိုးအမျိုးသမီးကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့လိုက်ပို့ပေးကြသည်။နိုင်နှံ့ထားသောဒဏ်ရာကပြင်ထန်လာခြင်းကြောင့်အဖမ်းခံမလား၊ကွာပေးမလားဟုအမျိုးသမီးဥက္ကဋ္ဌကမင်းသားကိုမေးလိုက်သည်။မင်းသားသည်ကံမရောက်ခြင်း၍ကော်၍ကွာပေးပါမည်ဟုအလျှော်ပေးရသည်။ဒဏ်ရာများကုသပြောက်တဲ့ပြောက်ကင်းသောအခါစေယုံထဲ၌လူကြီးများရှိတွင်စားချုပ်ကောင်းကပ်လျင်လက်မှတ်ထိုးကွာရှင်းလိုက်ကြသည်။ကြားဆက်ဖွဲ့သည်မုံရမဆင်လာကမန္တလေးသို့ရောက်ကြသည်။ မန္တလေးသို့မန္တလေးမြို့ကျေတရာရုံထဲ၌ကပြနေစဉ်မိသားသည်ဇက်ယုံပေးတွင်ရှိသောဆက်ချောအိမ်မှဆက်ချောသူလေးနှင့်အကြောင်းပါသွားကြသည်မိသားကမိမယူပြီးတမီလေးကိုသူ့ပင်ရန်တောင်းသည်မိသားရန်ကိုကြောက်ရဲတမီလေးလှလာဝင်းကိုမာလာယီကပေးလိုက်ရသည်မာလာယီတို့ပြဆက်သည်မန္တလေးမှစကိုင်းဘက်သို့ကူကားကြသည်ဇက်ယုံထဲ၌အတူတူနေကြရသူတွေဖြစ်၍မိတွေလက်ထဲ၌ရှိသောတမီလေးကိုမခေါ်ဘဲလဲမနေနိုင် မကြွေးပဲလည်းမနေနိုင်။သမီးလေးကိုတန်ရောစင်တွဲလဲစိတ်ဆင်းရဲနေသည်။တနေ့တွင်သမီးလေးအိတ်စင်ပေါ်မှလိမ်ကျသွားသည်။မာလာရည်သည်။သမီးလေးကိုပြင်းရင်ပွေချင်းကရှိုင်းကိုလဲဇက်ထဲရှိလူကြီးများနှင့်စကားဆိုရသည်။အဖေနဲ့သမီးမဖြစ်ပါဘူးရှင်။သမီးဆိုတာအမေအုပ်ထိန်မှုရှိတတ်ပါတယ်။တားယောက်ကြလိဆိုရင်ကျွန်မပြန်မတောင်းပါဘူး။အရှိသဖြင့်မွေးဖို့ရအဖေတဲ့အမေကပိုရေးကြည့်တဲ့အတွက်ကျမသမီးလေးကိုကျမပဲမွေးပေးရစီပြောပြကြပါ ဆက်ထဲရှိလူကြီးများကမင်းသားကိုအနာချပေးကြပြီးမာလာရီလက်ထဲတော့သမီးလေးပြန်ရောက်လာသည်သတိုင်းဘက်တွင်မာလာရီတို့ပြဆက်ကားနေစဉ်အတွင်းဝင်ရုံ၌ဗိုလ်ချုပ်တို့ဆက်တနာပြေခံရသည်တိုင်းရင်းပြည်ရေးမတရား၍စကိုင်းမှဆင်ခဲ့သည်ရထားလမ်းတစ်လျှောက်တစ်မြို့ပြီးတစ်မြို့ဝင်ကားခဲ့ကြပြီးနောက်ရန်ကုန်သို့ရောက်လာခဲ့ကြသည်ရန်ကုန်တွင်မြင်းပြိုင်ကွင်းတောင်မွေဇော်ယုံတို့၌လှည့်ကားနေကြပြီးနောက ကျင်းမြင်နိုင်ပန်းစလင်းကွင်းယုံတို့ရောက်သွားကြသည်စလင်းကွင်းယုံထဲ၌ကနေစဉ်အင်းစိန်ပန်း၌ကရင်တဘုံများဝင်စည်းကြသည်ရေလန်းကုံလန်းပိတ်ဆို့ကုန်သည်ပြားစက်အဖွဲ့ကြီးမှဇကောင်ကွယ်ကုန်သည်ကိုရက်ကိုရွာတို့ရွှေရွှေပြန်ကုန်ကြသည်မာလာယီတို့တာမီတို့မှယထာလန်းပိတ်ထား၍မပြန်နိုင်သေးပေစလင်းကွင်းယုံထဲတွင်တောင်းတင်နေကြသည်ရန်ကုန်မြို့၌အတိမိတ်ဆွေလည်းမရှိမတော်တဲ့မလာတဲ့သဖြင့်ယုံထဲတွင်စုပြုံနေကြရသည် အင်းစိန်တိုက်ပွဲမှာအမြောက်တန်တဒိန်နေကြနေရသည် မာလာရီတို့မိသားစုထိတ်လန့်တကြနေနေကြပြင်းအောင်အားငယ်နေကြသည်ဆလင်းကွင်းယုံပိုင်ရှင်ရဲဘော်ဘော်အောင်သိသည်ယုံထဲ၌ဒုက္ခရောက်ကမျက်စိတငယ်ဖြစ်နေသောမိသားစုတို့ကိုတအားသမျှကူညီထောက်ပံ့ထားသည်ရဲဘော်ဘော်အောင်သိစယုံထဲသို့ဝင်လာလင်နောက်ပါချွေရန်ရဲဘော်များပါလာစမြဲဖြစ်သည်ကာကင်ရောင်ရှက်လက်တို့ကာကင်ရောင်ဘောင်မိရှဲဝဲကဒုက္ခ၌လက်ပြပုံးသည် တချမ်းပြင်းလင်းကိုချန်ထွက်သောဂျာမန်လူကာသနံချိန်ထားသည်လက်ဖန်နိုင်စတင်ကသနံဆွဲကင်ထားသည်ခြေတင်းကားပြားများကိုလက်ပတ်ကြိုးလုံးဝေးလျက်စစ်ဖနက်ကြီးစီးထားသည်ယုံထဲလာလျင်မာလာယီအီမီခင်ကိုဦးစားလေးပြုတ်နှုတ်ဆက်သည်သူတယောက်လုံးရှိ၍မကြောက်ကြရန်အာမငယ်ကြရန်တမိုးခိုရန်အာပိစကားအမြဲလာပြောသည်ညာဘက်၌တမီတလုံးထုံးရင်ရဲဘော်များကိုပုတ်ခိုင်းလိုက်သည်ရဲဘော်များလူခံလို့ရသောစံအိမ်စီပုံးများကိုခွဲဝေပို့ပေးသည် စားစရာဟင်းကိုလည်းနေ့တိုင်းညရှာပေါ်ပေးသည်ရဲဘော်အပေါ်အောင်သိန်းသည်မာလာယီကိုမြင်မြင်ချင်းမျက်စိကြသည်ဇက်သမီးနိုင်သူမတူအောင်ထူးချွန်သောမင်းသမီးလေးကိုအတော်မတန်ချီးကျူးကသဘောချနေသည်သူ၏ရဲဘော်များကိုသူ့နိုင်မရရှိကြောင်းတားရှိကြောင်းမင်းသမီးမိသားစုမသိစေရန်တင်းကျပ်စွာတားမြင်ပိတ်ပင်ထားလိုက်သည်ကာလပြည့်ချိန်အာကိုရမဲလေဒုက္ခကြီးရောက်နေကြခိုင် ကိုညီဆောင်လျှောက်တော်ရဲဘော်ကို မာလာယီမိခင်ကစား၍အားလုံးကပါကျေးဇူးရှင်ဖြင့်အတိမတ်ထားကြသည်ထိုချိန်တွင်ရဲဘော်ဖြူနှင့်ရဲဘော်ဝါခွဲကြပြန်သည်တိုက်ပွဲများဖြစ်ကြသည်ရဲဘော်ဖြူများကရဲဘော်ဘွားသိန်းကိုခေါ်သွားရန်လိုက်ရှာကြသည်တစ်ဖက်နှင့်တစ်ဖက်ပြစ်ကြခတ်ကြ၍ရဲဘော်ဘွားသိန်းလက်၌တရားရကမာလာယီတို့နေသောစလင်ကွင်းရုံထဲ၌လာပုံနေရသည်ရကြလာ၍မာလာယီမိခင်ကဘွားသိန်းကိုတာမြရှိမရှိမြင်မြန်ကြည့်သည် အမေကျွန်တော်ဟာလူပြိုတော့မဟုတ်ပါဘူးမဟုတ်ဆိုဖို့ထင်ရင်လည်းရပါတယ်တခုလည်းထင်ရင်လည်းရပါတယ်ကျွန်တော်ကိုပိုင်ဆိုင်သူမရှိပါဘူးရဲဘော်ဘူအောင်တိုင်းစနေသည်တခါတည်းရုံထဲသို့သူကိုယ်တိုင်ယောက်ျားအတွက်ဟင်လာပေါ်သည်ဘူအောင်တိုင်းနှင့်ပါတော့လေမိလီမောင်နှမပြောသည်ဘူအောင်တိုင်းနှင့်ဇနီးမရုပ်ချင်းဆင်ကြ၏မောင်နှမပဲဟုထင်မှန်းနေကြသည်ဘူအောင်တိုင်းဇနီးသည်သူယောက်ျားကိုအသေးလေးကြောက်ရသည်ဘူအောင်တိုင်းပြောခိုင်းသည့်အတိုင်းနှမတော်သည်ပြောရသည် သူခင်မောနေမင်းသမီးလေးကိုမျက်စိကျနေမှရိမ်မိသည်သူ့အပြင်ဒုတိယဇနီးလည်းရှိသေးတဲ့ပြင်ဘုံအောင်သိန်းနောက်ထပ်မိန်းမပင်ယောက်ယူယူကံကွက်တားမြစ်နိုင်ခွင့်မရှိပဲချီနေုံသာရှိသည် မာလာရီတို့ယုံထဲ၌ပြဇက်ကနေစဉ်ကတနေ့မပြတ်သူကိုယ်တိုင်ပွဲလာကြည့်သည်ဘုံအောင်သိန်းဇနီးသည်မာလာရီဇက်ကိုမကြည့်ပဲမနေနိုင်မင်းသားလေးကောင်းလွန်၍ဆွေးနေသူဖြစ်သည် သူနဲ့တူသူနဲ့ပွဲကြည့်သူပါလာတော့သူ့သားလေးပါပဲမာလာရီကိုချစ်ရမှန်းတည်လေသည် ဝေါ်အောင်သိန်းကမာလာကြီးတို့စာရင်ဒါကလေးပါကိုမုံများပူခိုင်းတတ်သည်ဟဲတားလေးကတွက်လိုက်တာချစ်စရာလေးကလားလေးနဲ့တူလိုက်တာဟဲမာလာကြီးသည်ယုံထဲသောကလေးလာတိုင်းပွေချင်းရင်ပေါင်ပေါ်တင်ကချစ်စနိုးစကားပြောသည်ဝေါ်အောင်သိန်းဤတာမှန်မသိဝေါ်အောင်သိန်းနှမဤတာဟူတည်နေသည်တနေ့တွင်ရဲဘော်ဝေါ်အောင်သိန်းသည်လူရှင်ခွင်သားခိုင်းမာလာကြီးကိုသူဆောင်းဆောင်မိအကြောင်းတာဝန်ယူမိအကြောင်းလက်ထပ်ယူမိအကြောင်းပြောသည် ဒီရဲဘော်ရီခါမှာပျောက်ကြီးကိုလည်းကြောင်လာသည်ရဲဘော်ရီအချိန်ဝါကြီးမာချင်းကိုလည်းယွန်းသည်တမိသားစုလုံးကိုဆောင်ရှောက်ထားသောဂျေစုကလည်းကြီးမာလာသည်လွတ်လပ်သူဟုံမဟုတ်အသေးချာမသိ၍ဘွားသိန်းကိုဖြည့်ပင်းရန်ခက်ခဲနေသည် မကြာမီတွင်ဘွားသိန်းနှင့်ရင်းနှီးသောမိစေတယောက်နှင့်အတူဖြစ်ကြသည်ထိုမိစေကိုဘွားသိန်း၌မိမရှင်ဖြည့်မိကြသည်မိစေကိုကြော်မြင်ကပြန်ပြောသည်မရှိပဲနေပါမလားဒီလာနေတဲ့မိမကသူ့မိမ ဟိုကလေးကသူ့သားလေးသူကမိမများသားဘာပြုလို့မေးတာလဲကိုကျော်မြင့်ပြန်သွားတော့အခါမာလာရီဒီအမေမသိအောင်အမမခင်ညိုနဲ့ကြင်ရွယ်တိုင်ပင်ကြသည် အမရင်ကျမကိုလူပြိုစကားပြောတယ်အဲ့ဒီဘူကြီးမှာမိမရှိတဲ့တည်းကြည်ကြည်သေးကြီးအမသည်မျက်တောင်များတစ်ဖက်ဖြတ်ခတ်ကစဉ်းစားရင်းတပြင်းရှိကြီးချလိုက်သည်မျက်နှာကိုတစ်ဖက်တော့လွှဲထားလိုက်ကကြည်ကြည်သေးနေမျက်နှာလွှဲပြီးမှပြောသည်သူ့ကိုယ်တော့မိမရှိဘူးဆိုပြီးလူပြိုစကားပြောတာတော့မှန်မှန်ကန်မှုညီမလေး လှတာမဲ့ရင်ညစာခတ်မယ်ဆိုတဲ့အတိုင်းတယောက်တုံးကလည်းလှတာချောတာမှတ်ခဲ့လို့ဒုက္ခများခဲ့ပြီအခုဒီလူကြီးကတော့ရုပ်လည်းမရှိညီမလေးထက်လည်းအသက်ကြီးတာမို့ညီမလေးရဲ့ပေါ်မှာနွန်တာခတ်မလားလို့အောင်းမိပြီသူ့ကျေးဇူးပါထည့်ပြီးစဉ်းစားနေကြတာမိမရှိတယ်ဆိုရင်တော့မဖြစ်ဘူးညီမမဖြစ်ဘူးကြည်ကြည်သေးသည်ထိုင်လန်ကြောင်ရစွာပြန်ပြောလိုက်သည်ဘယ်ဖြစ်ပါမလဲမရင်ဒီတော့ဒီလူကြီးနဲ့ဝင်အောင်ဘယ်လိုလုပ်ကြမလို့သူ့ကိုလက်မခံဘဲနဲ့သူ့ရဲ့လည်းခုံးမနေချင်ဘူး သူကြွေးထားတာလည်းမစားချင်ဘူးသူ့ကိုကြောက်တယ်ဘလို့လောက်ကြရမလဲစစီသေးသည်ဘူအောင်သိန်းခါမှတနက်ကြီးကိုမြင်အောင်လိုက်ကမျက်နှာပြက်နေသည်ဒီကြောင့်မင်းကိုဖွင့်ပြောလို့တော့မဖြစ်ဘူးအမေစိတ်မချမ်းသာဖြစ်နေမယ်တို့တို့ပြောလို့သူ့လက်ကလို့အောင်တော့နီးလန်းရှာမှဖြစ်တော့မယ်သူ့မယားကတခြားမဟုတ်ဘူးအမရဲ့ယုံထဲလာတဲ့ကလေးလေးအမေဟာသူ့မိန်းမတဲ့ကလေးလေးကသူ့သားလေးတဲ့ဒါနဲ့အမသူ့ဟာသူ့နှမဆုံး တစီသေးရဲ့မာနီအတန်တင်တင်ဖြင့်ပြောလိုက်ကမျက်နှာတစ်ပြည်လုံးညှိုးမဲသွားသည်မလွတ်လပ်သောရာကြာနှင့်အိမ်ထောင်ပြုရမဖြစ်နိုင်ခြင်းကြောင့်သူလကလွတ်မြောက်သွားရန်ညီမညောင်နီလန်းရှာကြသည်အကြံထုတ်ကြသည်လွတ်မြောက်ရန်အကြံထုတ်နေကြတိုင်းအစဉ်သင့်ပင်စပယ်တင်ဇက်ကမာလာယီကိုလာခေါ်သည်အမေဒီလိုနေလို့မဖြစ်ဘူးစပယ်တင်လာခေါ်တော့လိုက်သွားကြမှာကောင်းမယ်ကိုဝမ်းရေရရှိသေးတယ်မဟုတ်လားအမေကိုပြောပြီးဘွာသိန်းကိုလည်းပြောပြသည် ဖမေတင်လာခေါ်တာညင်းလို့မကောင်းဘူးပတိန်လိုက်ပြီးခဏလိုက်ကပေးရမယ်ကပြီးရင်ကျမတို့ဒီကိုပဲပြန်လာမယ်ဘွာသိန်းလက်မလွန်အောင်ရုံးလဲစပယ်တင်ဇက်နဲ့ပတိန်တို့မိသားစုအားလုံးလိုက်သွားကြသည်ပတိန်နိုင်ဇက်ကားကြသည်ဇက်ထဲတွင်ကြုံလှိုင်းတို့လည်းပါသည်ပတိန်မြို့တွင်ရဲဘော်များမျိုးဝင်စီးမငြိမ်မသက်ဖြစ်လာသည်မင်းသားကြောင့်လိုင်းနေစပယ်တင်တို့ပြန်သွားကြသည မာလာယီတို့သည်စိန်လက်တာဆိုင်ဖွဲ့နှင့်ပတိနိုင်ကြရင်ခဲ့ကြသည်စပယ်တင်တို့နှင့်ပြန်လာရန်စီစဉ်နေစဉ်မာလာယီမိခင်ကြီးတိုက်ခွတ်ယောဂဖြစ်၍စေတိုက်တင်ကုသရခြင်းကြောင့်မလိုက်နိုင်မီစိန်လက်တန်နှင့်ကြရင်ခဲ့ကြခြင်းဖြစ်သည်တိမ်မျိုးကတရုတ်ဝန်ကြား၌ပြုလုပ်သောတရုတ်နတ်ပွဲတွင်စိန်လက်တန်ဆိုင်နှင့်မာလာယီကရန်လာငါကြသည်အမေကမမနေခိုင်ငွေလိုနေ၍တရုတ်ဝန်ကြောင်တွင်ဆင်လက်တန်ဆိုင်နောက်ထပ်နှစ်ယောက်နေသွားကြရသည် ပွဲကနေခိုင်ပြဝိုးတွေစုညံစွာဖောက်ကြသည်မာလာယီယာကနေရဲဘော်တွေဝင်လာပြီလားဟူကြောင်လံတုံလုံးသွားသည်တရုတ်နတ်ကသဘောကျလို့နှက်ကြတာဒါကြောင့်ပြဝိုးဖောက်တာမကြောက်ပါနဲ့တရုတ်ပုံကြောင်တထင်းများကပွဲကားခါပြင်မာလာယီကိုငွေ300စုချကြသည်စိန်လက်တန်လည်းပြန်စည်းရပြီပတိန်မှပြန်သွားသည်ညောင်များမျိုးမအဆက်ကလေးတစ်ခုကမာလာယီကိုခြေကားသဘောလာငါသည်အမေမကျမ်းမာသေး၍ဆေးတိုင်းတိုင်းအမကြီးတော်သိန်းတင်နေထားခဲ့ကား အမတော်ခင်ညူမာလာကြီးကိုဂီတာဆရာကိုလေးမောင်နေမြောင်များတို့ကရန်လိုက်သွားကြသည်မြောင်များနိုင်ဆက်ကနေစဉ်မြို့တွင်သောရဲဘော်ဖြူများဝင်စီကြသည်ပွဲပြက်ကယုံထဲတွင်လူတွေပြေးကြလွှာကြဆူဆူညံ့ညံ့ရွတ်ရွတ်တဲတဲဖြစ်ကုန်ကြသည်ထော်ခိုင်ယုံထဲသောရဲဘော်ဖြူများဝင်ရောက်လာကြသည်မာလာကြီးမာလာရဲမမခင်ညူမာလာကြီးကိုဂီတာဆရာကိုလေးမောင်နေဇက်ကန်ထရိုက်တိုးကိုရဲဘော်ဖြူများကဖမ်းသွားကြသည် ညောင်မြစိတ်ကံမလေးတစ်စင်းနဲ့သူတို့ခေါ်ရသူလိုက်ကြရသည်ညမောင်မောင်တွင်ဘယ်ရောက်ရရောက်နေမှမသိတော်တော်ဝေးကြီးလော်သွားပြီးမှကန်ဆန်နိုင်လေဦးထိုးရလိုက်သည်မာလာကြီးတို့ညီမနှောင်မယင်တစက်ဆက်တုံးကကြောင်ရုံထိန်လန်းနေကြသည်လေခွေးမြဖြဲ့၍အတော်ဝဝေးလျှောက်ကြရသည်တနေရာတွင်နှစ်ထိုင်အင်္ဂလိပ်တအိမ်ရှိသူရောက်တော့ကသူတို့ကိုအိမ်ပေါ်၌တင်ထားသည်အိမ်ရောက်၌လက်နက်များပြည့်ရှိသည် မာလာကြီးတို့ညီမတွေကြောင်လွန်ရဲ့နှကြသလိုတုံနေကြသည်ဘာလို့ခေါ်လာတာလဲတတ်မလားပြန်ပြီးဆွဲတာလားမမှန်မသိကြောက်သူတုံနေကြရသည်ညီတို့ကိုမျှအားကိုးစရာမမြင်အားကိုးစရာမရှိမျက်ရည်တော်တော်ကြာရခြင်းဖြင့်အချိန်ကုန်ကြရသည်အချိန်ကြလည်းရဲဘော်တယောက်နှစ်ယောက်အိမ်ဘော်တက်ပြီးထမင်းလာပို့သည်ဘာဖြစ်လို့ကျမတို့ကိုဖမ်းတာလဲရဲဘော်ဘယ်တော့ပြန်လွတ်မှာလဲရဲဘော်ကဖြေသည် ကျွန်တော်တို့မသိဘူးဘူကြီးလာလိမ့်မယ် ရဲဘော်တို့ဒီဘူကြီးဆိုသူမလားမီပင်ဂျိုတလဲရှာလာသည်မာလာယီအကိုဂီတာဆရာကိုလေးမကိုပင်ဂျိုတီးခိုင်းမီမာလာယီကိုတချင်းဆိုခိုင်းသည်သူတို့လာခိုင်းတဲ့တချင်းဆိုပြီးနေရသဖြင့်မာလာယီဤလဲเจ้าမှာပွားထားနေသည်မာလာယီဒီရဲဘော်ပေါ်အောင်တိုင်းလက်မလွအောင်စလင်းယုံမှထွက်ပြေးလာခဲ့ရမှာဒုက္ခရောက်ကဖန်ခံနေရသည်ဘယ်နည်းလွရမည်လဲမသိရှိပါဖြစ်မည်ကိုလည်းမတွေးရင်အင်အောက်တို့ရေချိုးစင်းလင် တနက်ကရင်ရေပေါ်အဆောင်နေအိမ်သားချင်းလည်းရေပေါ်အဆောင်နေအင်းအောင်နိုင်လက်နဲ့တွေစူပုံထားခြင်းကြောင့်ထွက်ပြေးကြရင်စိတ်ကူးထဲနိုင်မထည့်ရဲ့ခြင်းပသိဉ္စီတိုက်တွင်တင်ထားခဲ့သောမိခင်အတွက်စိတ်ပူလာသည် မာလာယီတို့ကိုရေပေါ်ဖြူများဖန်သွားသည့်တည်ရင်ကိုအမေတီလောက်ပြီးအမေဘလောက်စိတ်ပူနေမြေမှန်တွေးမိတိုင်းမာလာယီတို့ညီမမျက်ရည်နှင်းမျက်ခွန်းတရွှန်ရွှန်ငိုကြသည်ရေပေါ်ဖြူများဖန်ထားပြီးဘာမှတော့မလုပ်ကြသမင်းစားချိန်သမင်းလာပို့သည် ူတို့ဆိုခိုင်းတဲ့တခြင်းကိုနင်းနင်းညံ့ညံ့လာခိုင်းနိုင်ထိုင်ဆိုနေရသည်ရဲဘော်တို့ဘယ်တော့လှုပ်ပြီးမှလဲရှင်မသိဘူးခမဗိုလ်ကြီးလာလိမ့်မယ်မာလာကြီးတော့နေစင်မေးတော့ထုံမေးခွန်သူတို့ဘက်မှအီဖြေကလွှဲရည်ပြောင်းလဲမှုမရှိ မာလာကြီးတွေသူတို့ကိုခေါ်ထားပြီးနှိမ့်ချညင်ပန်းချင်းလဲမပြူပဲတက်တက်တခြင်းနားထောင်ချင်းရဲ့ဖန်းလာတာများလားဟူတွေ့ချင်းမီသည် တနေ့တွင်ဘူရဲဘော်နေဘူကြီးဆိုသူတို့ဘော်ထက်တော့တက်လာကြသည် မာလာယီကိုမြင်မြင်ချင်းပေါ်ကြီးရပြုံးလိုက်သည်ဆရာကတော့ကျွန်တော်မသိဘူးလားမာလာယီသည်ပေါ်ကြီးတက်လာ၍ကြောက်ကြောက်ရွံ့ရွံ့ဖြင့်ကောင်းကောင်းထားသည်ဒီတန်ကြားဖို့၍မာလာယီသည်ပေါ်ကြီးမျက်နှာကိုဖြတ်ခနဲမော်ကြည့်လိုက်သည်ဆရာဟင်းပေါ်ခိုင်လို့ဆရာကတော်တို့နေတဲ့ရုံထဲကိုဟင်းလာပို့တဲ့ရဲပေါ်လီမမှတ်မိဘူးလားပေါ်ကြီးဆိုသူကဖွင့်ပြောမှာမာလာကြီးကအံ့ဩသွားသည်အာတက်သွားသည်အထံတုံတုံဖြင့်ပြန်ပြောသည် မှတ်မိပါပြီရဲဘော်ရဲ့။ဘာဖြစ်လို့ခုလိုဖမ်းလာတာလဲ။ဘယ်တော့လွတ်ပြေးကြမှာလဲ။ပူကြီးဆိုတော့ရဲဘော်ဒီပူအောင်သိန်းနဲ့မာလာယီတို့စလင်းရုံထဲတွင်ညနေကြသည်ယူစားခြင်းသာ။မာလာယီကိုတွေ့တွေ့ချင်းဆရာကတော်ခေါ်လိုက်ခြင်းဖြစ်သည်။ပူအောင်သိန်းရဲဘော်မှန်သမျှသည်မာလာယီနှင့်သူတို့ဆရာညနေကြပြီဟိုတိမတ်ပြူကြသည်။ရဲဘော်အဖြူဝါခွဲတွင်ရဲဘော်ပူအောင်သိန်းကဝါဘက်ပါပြီ။ပူကြီးဆိုသူကအဖြူဘက်ရောက်သွားတော့ရဲဘော်ဖြစ်သည်။ မြန်မြန်လှုပ်ပြီးစမ်းပါရဲဘော်ရဲ့ခုလောက်ဆိုရဲဘော်တို့ဆရာဘလောက်စိတ်ပူနေမလဲတောင်းတအောင်ရှာနေရော့မယ်မာလာရီဒီသူတို့လို့မြောက်ရဲအတွက်သူ့ကိုယ်သူဘူအောင်သိန်းစနေဖြစ် ပုံမှားရရွေးပြောသည်ဘူအောင်သိန်းစနေမဖြစ်ချင်၍ဘူအောင်သိန်းစက်ခွေမှလှုပ်ကင်းအောင်ယုံထွက်လာခဲ့သောသူတို့ဖြစ်ပြက်ကိုဘူကြီးဆိုသောထိုရဲဘော်ကအတိမပေးဝန်းတော့ပြီရဲဘော်သည်တန်ကြာတွေ့ဝေနေသည်ပြီးမှအတန်ခတ်အောင်ပြင်ပြန်သည်ညာ၁၇နှစ်မှလာခေါ်မည် အားလုံးဆင်းသင့်လှုပ်ထားဖို့ရဲဘော်သည်ပြပြောဆူဆူအောက်ထပ်တို့ပြန်ဆင်းသွားသည်ထွန်ညာနိုင် မာလာရီတို့သည်ရဲဘော်လာခေါ်မြင့်ချင်းကိုစောင့်နေကြသည်ည7:00နာရီ၌ပူကြီးဆိုသောရဲဘော်ဖြူသည်တယောက်တည်းပေါ်ထပ်တို့တက်လာကလျှေ့ပြလိုက်သည်မလာရီတို့လည်းအတံထွန်အောင်ချိန်နေလေရဲဘော်နောက်သို့လိုက်သွားကြသည်တထက်အင်္ဂလိပ်မှကံမာသို့နှမိုင်ခန့်လျှောက်ကြရသည်ကန်းစန်း၌စိုက်ထားသောမော်တော်ဘုတ်ကလေးပေါ်သို့တက်ခိုင်းသည် မော်တော်ကိုဆက်ကုန်မောင်းရင်မြောင်းများတော့လိုက်ပိုးသည်မြောင်းများရောက်လျင်ကန်နိုင်ကပ်ပြေးကချက်ချင်းပြန်မောင်းထွက်သွားသည်ဆရာကတော်ကြီးဆရာအောင်ပြန်ပြောလိုက်ပါကျွန်တော်ဆရာကတော်ကိုကောင်းကောင်းမွန်မွန်ပြန်ပို့တယ်လို့ပြောလိုက်ပါမော်တော်မထွက်ခွာမီရေဘော်ကပြောသွားသည်မြောင်းများနိုင်သူတို့နဲ့အတူတူဖန်ခံရသောစက္ကန်ထရိုင်တီရင်တွင်တညာဝင်အိတ်ကြားရသည်မြောင်းများမှာပဋိင်တို့နောက်တနည်းလိုက်သွားကြသည်ပဒိန်တွင်အမေစေးကုသောစေတိုက်တို့ရောက်သွားကြသည်အမေကို တွေ့ချင်စောင်းနေလာခဲ့ကြရာ စေတိုင်နိုင်အမိလိုမရှိကြတော့ချင်းပူအောင်သိန်းဒီတို့တို့ပဲရဲပေါ်များကိုစေပေးကမာလာယီတို့ကိုရှာရန်ပသိမ်းတို့လွတ်လိုက်သည်မရရအောင်ပြန်ခေါ်ခဲ့လဲနေလေအောင်မြင်းဆောင်မကြံမတွေ့တွေ့အောင်ရှာခေါ်ခဲ့သူတို့ပြန်မလာရင်မင်းတို့ပြန်မလာခဲ့ကြနဲ့တော့ပူအောင်သိန်းကတချက်လုံးအမိပေးကရှာဖွေခိုင်းလိုက်သည်ရဲပေါ်တို့သည်ပသိမ်းရောက်ရင်တည်င်းထောက်လန်းရှာဖွေကြသည်စေတိုက်တွင်မာလာယီအီမီခင်ရှိကြမာလာယီတို့မောင်မောင်၃ယောက်မှာ မြောင်းများဘက်တွင်ရဲဘော်ဖြူများဖမ်းထားကြဤတည်းရန်ရာစီတိုင်းရှိမာလာယီမိခင်ထံသို့လိုက်သွားကြသည်ပူအောင်သိန်းကခေါ်လွှတ်လိုက်ကြသူတို့နှင့်ရန်ကုန်သို့ပြန်လာရန်ခေါ်သည်သားတို့ရဲ့အမေသမီးလေးလည်းရဲဘော်ဖြူတွေဖမ်းထားတဲ့ဘာတည်းမှမကြားရဘူးသမီးလေးနဲ့ပြန်တွေ့မှလာခဲ့ပါမယ်အမေကမလိုက်နိုင်သေးကြောင်းရှင်းလင်းပြောပြသည်ကျွန်တော်တို့အမေသမီးကိုရှာပေးပါမယ်အမေမပါဘဲကျွန်တော်တို့ရန်ကုန်ကိုပြန်လို့မဖြစ်ဘူး အမေသားအကြောင်းလည်းအမေတိပါတယ်အမေတို့ကိုတွေ့လျက်သားနဲ့ပါအောင်ခေါ်မလာဘူးဆိုရင်ကျွန်တော်တို့ကိစ္စများလိမ့်မယ်ကျွန်တော်တို့ကိုတနားရင်ပြန်လိုက်ခဲ့ပါမီမာလာယီမိခင်သည်ပြန်လိုက်ရန်တောင်းပန်နေကြတော့ရဲဘော်များကိုပြူနာတတ်သွားသည်ရဲဘော်တို့ပြောသည့်အတိုင်းလိုက်မသွားလင်ရဲဘော်တို့ခံစားရမည့်အပြစ်ဒဏ်ကိုမတွေ့ရပြီစလင်းကွင်းရုံထဲ၌နေကြခြင်းကဘူအောင်သိန်းသည်သူတို့ပြည့်ရဲဘော်များကိုအပြစ်တွေ့လျင်ချမ်းသာမပေးဘဲပြင်းပြင်းထန်ထန်ရိုက်နှက်အပြစ်ပေးပုံကိုတွေ့ပုံမြင်ဖူးခဲ့ကြသည် အမေဒီမိမိတို့မိသားစုတွေကြောင့်ရေပေါ်များကိစ္စများမျိုးကိုမလိုလားပြီ။တမီးတည်းလည်းပါမမသေးရ။ပသိမ်စေးတိုင်း၌ကြာရှည်ဆောင်နေရလဲစားစိမ်မတတ်နိုင်။ယောဂါကုသပေးတော်စေဝါစီကိုပဲမရှင်ရသေးပြီ။တမီးများပြန်လာမှပင်ရန်ကြွေတင်နေသည်။ပသိမ်စေးတိုင်းတွင်တမီးကြီးအကြီးမသိမ်းတင်တော်လင်းများနေမာလာယီဤတမီးလေးလှလာဝဲမှအမေနှင့်အတူရှိကြသည်။ရဲဘော်များသည်အမေကိုမလိုက်လိုက်အောင်နပူနစားလုပ်ကြသည်။ စေဖို့ဝါခရှင်ပေးမည်စရိတ်ပါသည်မလိုက်ပဲမနေရန်တောင်းပန်ကြသည်အိမ်ထောင်ရှိရမလွတ်လပ်သောဘုံအောင်တိန်လက်မှလုကင်းရန်ပတိန်တို့ဆောင်ထွက်လာသောသမီးအကြောင်းကိုလုံးဝမသိရှာသောမိအားဘုံအောင်တိန်၏ကျေးဇူးများကိုထောက်ထား၍ပြန်လိုက်ရန်သဘောတူဆုံးဖြတ်သည်မိသားစုသည်ရဲဘော်များနှင့်ရန်ကုန်သို့ပြန်လိုက်သွားကြသည်မာလာယီတို့စေတိုက်တို့ရောက်တော့ကစေတိုက်ဆရာမကြီးကအဖြစ်ပြက်ကြိုးကြောင်များကိုစီပြောပြသည် မာလာရီသည်ဘူအောင်သိန်းစီသို့မေးပြန်သွားသည်ဟုကြကြချင်းဤဝတွင်ဘူအောင်သိန်းဆက်ကွင်းမှလုခင်တော်မြင်မဟုတ်ကြောင်းသိလိုက်သည် အမေကို ဖွင့်မပြောမိသည့်အတွက်နောက်ထပ်ရကြသည်ဤဆက်ကြောင်းသိလျက်အမေလိုက်ချင်မှလိုက်မည်ယခုတော့အမေကပြန်ရောက်သွားနေပြီဖြစ်၍အမေနောက်တော့သူတို့မောင်နှမ၃ယောက်လိုက်ရတော်မည်ညံကုန်တို့မောင်နှမ၃ယောက်လင်းရင်ပြန်နေပြန်ခဲ့ကြသည်မင်းလာတော်လေးစိတ်ရောက်၍တစီကားပေါ်သို့တက်ကြသောအခါဘဲဟိုလဲဘဲသွားမလဲကားဆရာကမေးသည် မာလာယီဒီရင်ထဲနိုင်ဆိုလေမျက်ရည်ဝဲကကားဆရာကိုပြန်မပြောနိုင်မာလာယီအမမခင်ညိုသားလေးစလင်းခွင်းစက်ယုံကြည့်မြင်တိုင်းဟိုပြောလိုက်သည်ဘူအောင်သိန်းဒီမာလာယီမိခင်နေမိသားစုကိုစလင်းခွင်းထဲတွင်အိမ်တဲငါးရွေးတင်ထားသည်စားစရိတ်ပါထောက်ပံ့ထားသည်ရဲဘော်များကိုများများသွန်လောကသတင်းစုံစမ်းခိုင်းသည်အမေကိုတွေးလိုက်ရသောအခါမာလာယီဒီမိခင်ကိုဖက်၍ချုံပွဲချာငိုသည် တွေးကြုံရသောအဖြစ်အပျက်များကိုပြောပြသည်အမေကလည်းမာလာရီတို့မြောက်ခင်ဖြစ်ပျက်ကြိုးကြောင်များကိုမျက်ရည်ဆန်းဆန်းဖြင့်ပြန်ပြောပြသည်မေတို့ဒီအိမ်မှာထားပြီးတနေ့တော့သူ့မြအမေစီကိုလာတယ်သူ့ယောက်ျားကြောင့်နေဆုံးလို့ပဲလာပြောပြတယ်သူအင်မတန်လိုလားနှစ်သက်တဲ့အမေသမီးနဲ့ပေးစားပါကျမရှိတယ်တားရှိရဲ့လို့အမေထင်မစင်စားပါနဲ့အမေသမီးနဲ့နေရာကျသွားရင် ကျမတို့တားမိလဲနားချမ်းသာရပါမယ်စိတ်ချမ်းသာရပါမယ်ဒါကြောင့်အမေသမီးများပြန်လာရင် မိသမီးနဲ့ပေးစားလိုက်ပါလို့လာတောင်းပန်နေတမီးဘလို့သဘောရတယ်မာလာရည်ရုပ်ရည်အဖြစ်မပေးနိုင်မဲရင်ထဲနိုင်တင်ချက်လင်မျက်ရည်များစည်းကြကားကိုရှိုင်းနေသည်သူနည်းလောအောင်ထပ်ပြေးကြအမေတီအောင်ပြောပြသည်ဒီတိုင်းဆိုရင်အမေတို့တမီးတို့ကြရှိတော့မှောက်လျက်လဲကြပြီအမေတို့ရောစီမံဖန်တီးတဲ့ကံကလွဲတာခုပုံကလွတ်အောင်ရှောင်ဖို့တော့မလွဲတော့ဘူးတမီးဝလမ်းကြောင်းမှာဒီလမ်းရှောက်ဖို့ဒီလိုဖန်ဖန်တီးပေးထားပြီတခြားလမ်းကြောင်းတော့အမေမမြင်တော့ဘူး သူနိုင်လောအောင်တမီးဘလို့ယုံပြေးပြင်မဲ့သူ့လက်ထဲပြန်ရအောင်ကံကဖန်တီးပြန်ပို့လိုက်ပြီးတမီးမာလာရီဒီသူ့လက်ထဲပြန်ရောက်မှလည်းမခံရေးမရညင်ရေးမရသူ့ရဲ့ဘော်ပေါင်းကလည်းမာလာရီကိုသူတို့ဆရာကတော့သူတို့ဆရာနဲ့ညာပြီးသားယူဆထားကြသည်သူကျွေးမွေးထောက်ပံ့ထားသောလက်ရှိချင်းနှင့်အကြောင်းကြောင့်တို့ကြောင့်ဖြစ်ချင်ရာဖြစ်တော့သဘောပိုက်ကနောက်ဆုံးနိုင်မျက်စိမိတ်လက်ခံလိုက်ရသည်ဘုန်းကြီးများပြင်၍မင်္ဂလာဆုံးကပ်ပြီးထိုအိမ်လေး၌ပုံအောင်သိင်းနှင့်မာလာရီတို့မင်္ဂလာဆောင်ကြသည် မင်္ဂလာဆောင်မီးဘုံအောင်တိန်ကို မာလာရင်ရဲဘော်ဘွားမှနှုတ်ထွက်မှမင်္ဂလာဆောင်မီးပြောရင်ဘုံအောင်တိန်ဒီရဲဘော်ဖြစ်မှနှုတ်ထွက်လိုက်သည်မင်္ဂလာဆောင်မင်္ဂလာဆောင်မီးလှများမကြမီဘုံအောင်တိန်ဤစာတီပေါ်လာသည်အိမ်တို့ပြန်အိမ်ယုံမှတပါပြန်ချင်းဒီအချိန်မှပြန်စားချင်းမှစားမာလာရီဒီတနည်းမှစိတ်မချမ်းသာနေ့စဉ်နေ့တိုင်းစိတ်ဆင်းရဲနေသည်မာလာရီစိတ်ဆင်းရဲနေမှန်းသည်ဘုံအောင်တိန်ကချော်သည် ချော့ရိပ်ပြော့သွားတော့ခါမလာရင်ချော့သူကိုဖယ်ရှောင်မရရင်လင်ယာကြီးမှပြန်မလာရင်ပြောသည်တို့တို့ပြောလျက်အခြားခံရသည်မလာရင်ကိုပေါ်အောင်တင်ရဘလို့ရိုက်နှံနေနေအိမ်ဦးခန်းထဲမှာအမေဒီတော်တော်များမလို့တားရီတားဟုခေါ်ပြောမပြန်ဖယ်ရောက်မှပေါ်မှမြင်ကြည့်ခဲ့တော့ပေါ်အောင်တင်သည်မလာရင်မိခင်ကိုတော့ယူသေးသည်ဦးချသည် သူ့ဆက်ဖြားမအမေချင်းတန်နေသည်မလာရင်အမတော်တင်တင်တော်လင်းများသည် ဒေါ်သိန်းတင်တော်လင်များနှင့်မခင်ညိုသည်မာလာယီတို့မင်္ဂလာဆောင်ပြီးသမီးလှလာဝင်ကိုခေါ်ကလက်ပံတို့ပြောင်းသွားကြသည်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်